ဟိုပထမငလင်လှုပ်တယ်ငလင်လှုပ်တော့တော်တော်ကျန်းတယ်အတန်ကြားလိုက်တာဘုံဆိုအတန်ကြားလိုက်တာအာဒီမှာအပင်ကြီးကလဲတာပေါ့အာအဲ့မှာအပင်လဲတော့အဲ့မှာအပင်ဟိုပဲကြည့်နေအောက်မှာလူရှိမှန်းကိုမသိပြီးတော့မှအဲ့သူ့ရဲ့မျိုးသမီးကနေမှထွက်လာပြီးတော့မှအာကဲကြပါဦးဗျာတဲ့ဟိုပေါ့ကျမတို့မိသားစုမှာကျန်ခဲ့တယ်ပေါ့မဟုတ်ဟွာပေါ့ဒီလိုဒုက္ခတွေခဏတိုင်းကြုံရတယ်ပေါ့အဲ့လိုပြောပြီးထွက်လာတဲ့အချိန်မှာကျွန်တော်တို့ကကြည့်လိုက်တော့အဲ့ကိုရဲ့ချက်တော့လေးပဲကျွန်တော်တို့မြင်ရတယ် ဒီခန္ဓာကိုဒီတချမ်းလုံးကတော့အပင်နဲ့တဲ့တယ်ကိုပြီးတာကလေးကလည်းသူ့သမီးလေးလည်းသူ့ရင်ခွင်ထဲမှာသမီးလေးကအောက်ကပေါ့ဘယ်ရောက်သွားလဲမလေးကလေးနဲ့စောင်းနေတာလေအေးဘယ်ရောက်သွားအေးမအေးရဲ့အေးဘယ်ရောက်သွားလဲဟုတ်ဟိုပထမငလင်လှုပ်တယ်ငလင်လှုပ်တော့တော်တော်ကြမ်းတယ်ငလင်လှုပ်ပြီးတော်တော်ကြမ်းတော့ ကျွန်တော်တို့ကတော့ဒါပုံမှန်ပဲပေါ့ဒါပေမဲ့ကိုယ်ဘေးမှာလည်းပြိုစရာတိုက်မရှိဘူးလေဒီအပင်ဟိုးတော့သတိမထားမိဘူးအပင်ဆိုတာလည်းငလင်လှုပ်လို့ပြိုတဲ့အပင်ဆိုတော့မကြဘူးကွာအဲ့တော့ဒီအပင်လို့တိတ်သတိမထားမိတာပေါ့ပြီးတော့လှုပ်တဲ့အချိန်ကလည်းတကယ်ဟိုလိုပေါ့ပင်ပန်းပြီးတော့လုပ်ငန်းလုပ်ပြီးတော့အိမ်မောကြနေတဲ့အချိန်ဖြစ်သွားတော့ကြတော့ဒီဟာကိုဂယူမဆိုင်မိလိုက်ဘူးဂယူမဆိုင်မိလိုက်တဲ့အချိန်မှာအဲ့ငလင်လှုပ်ပြီးတော့တော်တော်ကြာတယ်အဲ့နိုင်ကတော့တနိုင်ပေါ့ဗျာအဲ့လောက်ကြာတဲ့အချိန်မှာ ကျွန်တော်လည်းအိပ်ပျော်နေတာပါပဲအိပ်ပျော်နေတဲ့အချိန်မှာအတန်ကြားလိုက်တာဘုံဆိုအတန်ကြားလိုက်တာအဲ့မှာကျွန်တော်တို့ကအာအပင်ကျိုးပြီဒီမှာလို့ဂိုင်းကျိုးပြီထင်တာပေါ့ကိုယ်စိတ်ထဲတော့အပင်လဲတယ်လို့မထင်ဘူးဂိုင်းကျိုးတယ်ပဲထင်တော့ကြတော့အဲ့မှာအကုန်ယောက်ျားသားတွေရောမိန်းမသားတွေရောအကုန်ထွက်လာပြီးတော့လာကြည့်လိုက်တော့အာဒီမှာအပင်ကြီးကလဲတာပေါ့အာအဲ့မှာအပင်လဲတော့အဲ့မှာအပင်ကိုပဲကြည့်နေအောက်မှာလူရှိမန်းကိုမတည်ဘူးအပင်အောက်မှာလူရှိမန်းမတည်ဘူးမတည်ဘူးအပင်ပဲလဲတယ်လူရှိမန်းမတည်ဘူးပြီးတော့မှအဲ့သူ့ရဲ့မျိုးသမီးကနေပါ ထွက်လာပြီးတော့မှအကယ်ကြပါဘူးဗျာတဲ့ဟိုပေါ့ကျမတို့မိသားစုမှာပြန်ခဲ့တယ်ပေါ့မဟုတ်ဘူးပေါ့ဒီလိုဒုက္ခတွေခဏတိုင်းကြုံရတယ်ပေါ့အဲ့လိုပြောပြီးထွက်လာတဲ့ချိန်မှာကျွန်တော်တို့ကကြည့်လိုက်တော့အဲ့ကိုရဲ့ခြေထောက်လေးပဲကျွန်တော်တို့မြင်ရတယ်ဒီခန္ဓာကိုယ်ဒီတချမ်းလုံးကတော့အပင်နဲ့တဲ့တယ်ကိုပြီးတာကလေးကလည်းသူ့သမီးလေးလည်းသူ့ရင်ခွင်ထဲမှာသမီးလေးကအောက်ကပေါ့ဖေရအပေါ်ဟာအဲ့လိုလားမဟုတ် तू ကဘယ်လိုပြောမလဲ तू အမျိုးသမီးကဒီလိုခဲနဲ့ထူတဲ့အတန်နေကြားတော့လေ तू ကဟိုပေါ့ ဟိုလုံချုံရေးကိုသွားခေါ်လိုက်ဘဲရင်နဲ့ထုနေတယ်ဆိုပြီးတော့ထင်ပြီးတော့သူမျိုးသမီးကသွားတိုင်တဲ့ချိန်ကိုသူကလည်းသူမျိုးသမီးရဲ့သူမျိုးသမီးသွားတဲ့ချိန်ကိုသူကလည်းကလေးချီပြီးတော့ကလေးကလည်းအိတ်နေတာဟိုအိတ်နေတော့ကလေးပွေပြီးတော့လိုက်မယ်အစဲသေးမှာပဲကြောင်းကနေအပင်ကလဲလိုက်တာသူတို့ကရှောင်းကြီးမရလိုက်တာသူတို့ဗန်သူတို့တော့တိလိုက်အောင်မဟုတ်ဘူးနော်မတိလိုက်ဘူးသူတို့သေသွားမှန်းတော့သူတို့တိလိုက်မှာမဟုတ်ဘူးကျွန်တော်တို့မင်းညာလူတွေပရာဟိတအနေနဲ့သူတို့ဝိုင်းပြီးတော့ဟာလာလှုပ်ပြီးကင်ပြီးတာနော်သူတို့အောင်ဘေးကပိုင်ပါနေဦးမှာ သူကိုသူမှန်းတော့သူတိမှာမဟုတ်ဘူးသူဝင်းကျင်ရပေါ့အာဘသူပြိတာဘာညာသူတော်ကြည့်ရင်ကြည့်နေပါနော်အဲ့ဒီအဲ့ကြာနေပေးတာညာတိုင်းနေပေးတာတကယ်တမိလိုက်နေပါခိုးတယ်လေနော်ဟုတ်တော့လေနေဒီမနဲ့အတွက်တော့အခုသူတို့တကြိုးသွားကြတယ်တကြိုးပြီးပြဲလာရင်တော့ဟိုမှာလိပ်ပြပေါ့ဗျာလိပ်ပြခေါ်လာမယ်လိပ်ပြခေါ်ပြီးဒီမှာကျွန်တော်တို့ရက်လဲပေါ့ဗျာရက်လဲတဲ့အထိဒီမှာသူ့ကိုနေရာချပေးထားမယ် ။ငလင်ဘေးသင်းပြည်သူအားလုံးကတော့အမှန်တမ်းတော့တတ်နိုင်တဲ့ဘက်ကနေသူ့နိုင်ကြီးလေးတွေအကုန်ဝိုင်းဝန်းပြီးတော့လူကြတာပေါ့ဗျာ။ဒါပေမဲ့ကိုယ်ချမ်းသာလို့တော့မဟုတ်ဘူး။အဲအကုန်လုံးကဒုက္ခရောက်တဲ့လူချင်းများ9000လူလူ1000လူလူဒါနော်။ဒါတယောက်နဲ့တယောက်ဟိုပေါ့ကူညီတဲ့အနေနဲ့အကုန်လူပေးကြတယ်။အဲ့လိုလည်းကောင်းပါတယ်။ဟုတ်ကဲ့ပါပြည့်တဲ့ချင်းလန့်လက်ကြည့်ရတော့ညင်လူရ ။အော်ပြီးပြီးလာပြီးလာဆိုတော့လက်ကျေမြင်လိုက်။အမြင်တော့မြင်လိုက်ရတယ်။မြင်လိုက်ကျွန်တော်တော့မြင်လိုက်။ဘယ်ကလေကိုစာတီးရ။မန်းလေးရ။ဘယ်ဘယ်ဘယ်ရက်ကွယ်လဲ။မဟုတ်။တိကိုင်းမှုတိတ်မရှိဘူးကွာ။တိသုံးမွေအဲဒါဘာနဲ့တွေပါ။ကလေးလေးရတနည်းခွဲပြန်။လူကြီးရောကျွန်တော်အသက်မသိဘူး။ဒီစကမ်းမှာကျတော့အားလုံးဘယ်နှယောက်ရှိလဲ။ဘယ်တိလိုက်။လူအိမ်တော်စုဦးရေ300ရှိ။အားလုံးကဘယ်ရက်ကွယ်တွေရလဲ။အဲကျွန်တော်တိတလောက်ရွှေပူပတ်တာပေါက်စဲ ဟိုတရဲကျော်လန်ဒန်ဝင်းအဲ့လိုလူပေါ်ဖြစ်နိုင်ရင်ပေါ့ဟိုမသိတဲ့လူရှိခဲ့ရင်ဒီနေရာလေးကိုနော်စဉ်းစားပေးပါဦးလို့အဲလူရှင်တွေကိုဖိတ်ခေါ်ကြတယ်လူပေးကြပါဦးပေါ့နော်အဲဒီနေရာမရောက်တာတော်တော်ကြာပြီလေအလူရှင်အဲ့တော့ကြာလူမျိုးလူမျိုးကြောင်းဒီကန်တင်ပြည်သူတွေတော်တော်များများဟုတ်ကဲ့တော်တော်များများရှိတယ်ရှိရဲ့နေရာမလို့ပါဒီမှာရောက်နေဘယ်လောက်ကြာလဲကျွန်တော်လည်းတလားခွဲလောက်ရှိပြီဒီမှာရောက်နေတာတော့အိမ်ကကျွန်တော်ပြန်လို့မရဘူးပေါ့ အဲ့ရကြတော့အခုဟွာပေါ့ကျွန်တော်တို့ရဲ့နောက်ဘက်ကတိုက်ကကျွန်တော်တို့အိမ်မက်ကိုစောင်းတော့ကြတော့ RC ပေါ့၃တက်လောက်တိုက်ကစောင်းတော့ကြတော့ကိုကညာရေးညတာကြတော့အဲ့ရတာအဆင်မပြေလို့ပေါ့ကိုကနေလေနေခင်ဖြစ်သွားရင်ကိုကရှောင်းလို့ပြေးလို့လွယ်တယ်ပေါ့အဓိကတော့ကလေးတွေမိန်းမသားတွေအဓိကပေါ့အဲ့ဒါသူတို့အတွက်စိုးရိမ်တာပါ